ဟယ်လိုအားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာတဲ့နေ့လေးတွေပိုင်းဆိုင်ကြပါစေเนาะအင်းမမေကဗီဒီယိုလေးမတင်တာကြာလို့ဗီဒီယိုလေးတင်လိုက်မယ်เนาะဒီနေ့ဒါကဗီဒီယိုလေးကိုဟိုမတွေ့တာကြာပြီဖြစ်တဲ့ကိုချစ်သူလေးတွေနဲ့လည်းတွေ့ရအောင်ရယ်စနေနေ့အတွက် like လေးလေးကြော်ညာပေးမယ်เนาะစနေနေ့အတွက်လေးဒါ like လေးလေးကြော်ညာပေးမယ်နောက်တစ်ခုကကြာလို့ရှင်လည်း တချို့ customer လေးတွေပေါ့နော်တတိထားမယ်အချက်လေးတချို့လည်းတခါပြောချင်ပါတယ်နော်အာဒါကတချို့ delivery ပို့တဲ့ချွေးတွေတဲ့ delivery ပို့တဲ့ချစ်သူလေးတွေတချို့တောက်နေပေါ့နော်တချို့တလူပြောချင်ပါတယ်တချို့တလူပြောချင်ပါတယ်ဆိုတာဘာလို့လဲဆိုတော့အင်ရောင်းဝေချေကိစ္စပေါ့နော်အင်ရောင်းဝေချေကိစ္စကဘလို့ဖြစ်နေလဲဆိုတော့ အခုတရာအခုအိမ်အောင်ဝေချေပို့တာအာလူပို့ဒလီနဲ့ပို့တယ်ပေါ့အာလူပို့ဒလီနဲ့ပို့တဲ့အခါကျအာလူပို့ကအဲသူရောက်တဲ့မြို့တွေရှိရတချို့နေရာတွေဆိုလည်းမရောက်ဘူးတချို့နေရာဆိုလည်းချင်းပြီးယူရတယ်အဲအိဘက်က changes ရဲ့အနေထားတော့ဒါလည်းမသိဘူးဒါလည်းတချို့ဟာတအားမသိဘူးပေါ့နော်အဲဆိုတော့အခု Ryan နဲ့ကကြတော့ဒါရာကပို့ဖို့အတွက်ကိုစာချုပ်ချုပ်ဖို့ကချက်ချင်းမရဘူးသူကနည်းနည်းကြားရတယ်ကြားရဆိုတော့ဒါရာကဟိုပထမဆုံးကတော့အင်ရငွေချေတဲ့ဒါကမလုပ်ဘူး အဲမလုတ်ဝေးဘူးငွေကြိုလဲငွေကြိုလဲပြီးတော့မှကြိုက်တဲ့နေရာကြိုက်တဲ့ကိုလိုချင်တဲ့ဒလီနဲ့အပ်ပေးလိုက်တယ်အဲ့ပြဿနာမရှိဘူးဟိုကကြတော့အော်အကုန်လုံးလည်းအဆင်ပြေအောင်ဆိုပြီးတော့မှတရားအိမ်ရောက်ငွေချေလေးတွေလုတ်ပေးတယ်ဘလို့ပဲဖြစ်ဖြစ်အိမ်ရောက်ငွေချေလေးလုတ်ပေးတယ်တချို့ကလည်းမယူဘူး တချို့ကလည်းကတိကသက်လုပ်ပြီးတော့မှဒါလေးနဲ့ဟိုနာလေးနဲ့သွားယူအောင်မှမယူဘူးမယူဘူးကိုချင်းလည်းမစားဘူးအဲအိမ်ထိမလာတဲ့အတွက်ကြောင့်မလို့ဒါဆိုလို့ရှင်လေတဆင့်ငယ်လေးဒီနားလေးကိုသွားယူပေးပါအရန်ဝေးတယ်ဆိုလို့ရှင်လေတဆင့်ငယ်ဒလီလေးတွေအပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်ဒီဘက်ဒလီကိုငွေလွှဲပြီးတော့ခါကြတော့အဲ့လိုဆိုလို့ရှင်လေမယုံလို့ဆိုတော့ဒါကလည်းမသိလို့မေးပြစီအောင် မယုံတဲ့အထိလဲလက်ခံသေးတဲ့ပစ္စည်းကလည်းရောက်နေပြီဒီဘက်မြို့လေးနဲ့ဟိုဘက်မြို့လေးကိုဒလီတဆင့်ပြန်ပို့မှာမလို့ဒီဘက်ဒလီရုံးကိုငွေလွှဲပြီးလို့ရှင်တို့ကဒလီပြန်ပို့ပေးရမယ်ပေါ့နော်တရားအိမ်ကငွေချေနဲ့ပို့ပေးတာကိုအဲ့လိုဆိုအခါကျတော့တရားရိုးဘက်ကိုကြီးပဲပေါ့နော်အဲ့လိုမျိုးကြီးပဲတစ်ဖက်ဆောင်းနေကြတော့ဒါစဉ်းစားကြည့်ရပေါ့နော် customer ချစ်တဲ့ customer အကုန်လုံးဟိုနှစ်ဖက်လေးမျှကြည့်ပေးပါလို့နှစ်ဖက်လေးမျှကြည့်ပေးပါဘာလို့နှစ်ဖက်လေးမျှကြည့်ပေးပါလဲဆိုတော့ โอ้မယူအောင်နိုင်ဘူးမယူဘူးမယုံနိုင်ဘူးလိမ်မဲဆိုတော့လေချစ်သူလေးတို့ဝယ်ထားတဲ့ပစ္စည်းอ่ะပိန်းချီပြီးဆယ်ချီတဲ့ပစ္စည်းမျိုးဆိုရင်ဒါလက်ခံသေးတယ်တောင်းနှစ်ထောင်လေတောင်းနှစ်ထောင်ဒီမျက်နှာကြီးနဲ့ကျမရတဲ့ပစ္စည်းတွေကိုလိမ်ပြီးတော့မှအဲ့လိုမျိုးလုပ်ပုံမယ်လို့မြင်တွေးတာလားဒါမှမဟုတ်တတ်တတ်မဲ့ဒါတော့မြင်ကက်သီးကက်ဖတ်တွေလောက်တာလားဆိုတာဒါတကယ်စဉ်းစားလို့မရဘူးเนาะအဲ့ဒါလေးကတစ်ချက်နောက်တစ်ချက်ကကြာတချို့ကန်စတမာတွေကကက်သီးကက်သက်ကက်သီးကက်ဖက်နိုင်တာเนาะ တရားကိုယ်တိုင်လာပို့ပေးတာမဟုတ်ပါဘူးဒယ်လီကနေတဆင်ပို့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒယ်လီနဲ့ဒီ customer နဲ့ဖုန်းဆက်ပြီးချဲယူတာရှိမယ်ဒယ်လီအဆင်မပြေတာကိုဒါကိုပြန်ပြောရင်တရားဒီရုံးကိုပြန်ပြောပေးမှရမှာဆိုတဲ့အခါကျတော့တရားကိုယ်တိုင်ပို့တာမဟုတ်တဲ့အတွက်တရားကိုယ်တိုင်အိမ်လာရောက်ပြီးတော့ပို့တာမဟုတ်တဲ့အတွက်ဘလို့ဒီစကားတွေကိုပြောနာတယ်ခါလေးကျရင်နားထောင်လို့နားထောင်ရတာအဆင်မပြေဘူးအဲ့တိစေချင်တာဒါလည်းပြန်ပြောတတ်တယ်လို့ဒါလည်းပြန်ပြောတတ်တယ် တရားမှာလည်းပါဇက်ပါတယ်တရားကလည်းချစ်သူလေးတို့ရှေ့ကပတ်စံအောင်တရားအရင်ကြိုယူထားတာလည်းမဟုတ်ဖဲနဲ့ဒါလည်းပါဇက်ပါတယ်နော်ဒါလည်းပြန်ပြောတတ်တယ်ဒါပေမဲ့မပြောပါဘူးအစင်ပြောင်းလုပ်ပေးလိုက်တယ်မယူဘူးတချို့ customer တွေကြတော့မလုပ်လဲဆိုတဲ့အခါကျတော့ဒီနေ့ယူမယ်မနှက်ဖန်ယူမယ်တပတ်ခါယူမယ်ဖိန်းတဲ့ခါယူမယ်ဘယ်နေ့ယူမယ်ဆိုပြီးလာမယူဘူးအဲ့လိုလူမျိုးတွေကလည်းအခုဟို၃ယောက် ပေါ့နော်အခုဒီတပတ်ဒီစနေတနင်္ဂနွေလိုက်တလိုက်လွှင့်လိုက်တယ်ဆိုရင်အခု robust ပြန်လာဆိုပုံရောက်လေးရောက်တော့ဖြစ်နေဆိုရဲခါကြတော့နည်းနည်းကိုချင်းစာပေးစီတင်တယ်ဒါသာလေအတရားတမမရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လောက်ကြီးမဝယ်လဲဘာမှမဖြစ်ဘူးမဝယ်တဲ့လူတွေကကိုတိုက်လို့ကိုယူပြီးပြီဆိုလို့ရှင်တော့ကိုယူဝယ်တဲ့ပစ္စည်းကိုတာဝန်ယူပြီးတော့ဒါတော့ယူစေးတင်တယ်ဘာလို့လဲဆိုတော့ချစ်သူလေးတို့ကြိုက်လို့တရားယူပေးထားတယ်ဆိုတဲ့အခါကျတော့ ဒါကိုယူပေါ့နော်မယူဘူးဆိုလို့ရှင်လဲအကျိုးအကြောင်းလေးဖုံးဆက်ပြီးပြောရင်ဒါကမပို့တော့ဘူးပေါ့အခုကျတော့လူတွေအကုန်လုံးအလုတ်ရှုပ်ကုန်လို့ကိုရဲ့ကို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 တာဝန်မယူတဲ့စိတ်တဲ့ကြောင့်မယူလိုက်ရတဲ့ပတ်စံဆုံးရှုံးသွားတာမဟုတ်ဘူးဆိုပေမဲ့ဒရာတို့တည်းအချိန်လေးဆုံးရှုံးတယ်နောက်တစ်ခုဒရာထုတ်ကိုပြလိုက်တဲ့ပက်ကင်ကတွေဆုံးရှုံးသွားတယ်ပြီးရင်သူ့သူလေးတို့ကဒရာတို့ကိုမယုံဘူးဆိုတာမျိုးဖြစ်ရသေးတယ်အဲ့လိုမျိုးတွေပြောသေးတာ ာဖြစ်တယ်လို့ညာဖြစ်တယ်လို့ online shop လုပ်နေပြီးတော့ဘာလောက်တောင်မသိဘူးလားလို့တရားစပြီးကြတဲ့ကနေကြိုပြောတယ်တရားကလောလောဆယ်မှာ Ryan နဲ့ Ryan နဲ့စာချုပ်ကချုပ်ထားတာကမရသေးလို့မို့လို့ပါနည်းနည်းကြာလို့ तू က Ryan မတိုင်ခင်အာလူပိုးနဲ့ပို့လို့ရတဲ့နေရာလေးတွေကိုတရားပို့ပေးတယ် तू ကအဆင်မပြေဘူးဆိုတော့တရား Ryan နဲ့ချုပ်ထားတယ် Ryan နဲ့စာချုပ်ချုပ်ဖို့လုပ်ပေးထားတယ်။တချို့နေရာလေးအဆင်မပြေဘူးဆိုလည်းတရားနေပြီးအမြဲတမ်းအဆင်ပြေအောင်ပြောပြပေးတယ်။ပြောပြရခါဆိုလို့ရှင်တော့ယူစေချင်တာပေါ့နော်။ ရှင်းပြလေးရတာတရားအပေါက်မတက်ပြောပြလေးရတယ်ပို့ပေးလေးရတယ်ပုံနေရလဲအပုံတရားလောက်ရှိတယ်အဲ့မှာနောက်ဆက်တွဲမှာတခါပြီးတဲ့ပြီးတော့မယူဘူးဆိုလို့ရှိရင်ဘယ်သူဘလို့အဆင်မပြေဘူးလေပေါ့ဟောအဲ့ဒါမျိုးတရားမှာလဲစိတ်ရှိတယ်ဒေါသလဲထွက်တတ်တယ်ပြောတတ်တဲ့ပါဇက်လည်းရှိတယ်။ဒါပေမဲ့မပြောချင်တော့လို့မပြောတော့အခုကကြတော့တချို့လူတွေကနည်းနည်းလွန်တယ်၊စကားပြောရလွန်တယ်။အဲဆိုအဲ့လူတွေကိုသိစေချင်တယ်။ဒါရမှလည်းပါဇက်ပါတယ်။ဒါရမှလည်းစိတ်ပါတယ်။ဘာလို့သူ့သူတွေတို့ရှိရနေပြီးတော့ဒါရဘာ မှမယူထားဘူးပတ်စံလည်းတပြားမှမယူပါသေးပဲနဲ့လက်လို့စပယ်စကားတွေကိုမျိုးနိုင်မင်းကဆာမပြောပါနဲ့လို့ဘာလို့ဆိုတော့ဒါဒါဒါဗီဒီယိုနဲ့ဂျန်တဲ့လူတွေလည်းအတိပေးစီခြင်းနဲ့တော့စကားပြောရဆိုလို့ရှိရင်လည်းဒါလည်းရင်ရင်ကြီးကြီးပဲပြင်ပြောတယ်တောင်း2000မဝဲသသိန်း2000မဝဲဝဲဒါစိတ်မဝင်ပါဘူးဒါကဒါရရှိမှတောင်းမဲ့ဘဝပဲ9000မဲ့ဘဝပဲအားလုံးကတူတူပဲ9သိန်းမဲ့ဘဝပဲ9000မဲ့ဘဝပဲ9000မဲ့ဘဝပဲဒါကအားလုံးက customer အကုန်လုံးကို မညိုမညင်ပြပဲရဘိုင်ဘာမှာလာဘူးတဲ့လူတိုင်းသိတယ်တခုမကျန်တရာဖြည့်ရှင်းပေးတယ်အဲဒါရှိမှဝယ်သွားတဲ့ပစ္စည်းကလက်ထဲကိုမရောက်မချင်းဒါဒါဘက်ကနေတာဝန်ယူမှုတာဝန်ခံမှုအပြစ်လမ်းမှာပစ္စည်းတစ်စုံတစ်ခုဖြစ်သွားလဲဒါဒါဘက်ကတာဝန်ယူမှုတာဝန်ခံမှုအပြစ်အပြစ်ပေးထားတယ်သူတို့လေတို့ပြောပြစရာမလိုဘူးဒါမဖြစ်ဘူးလို့ဖြစ်သွားတဲ့အရာတွေကိုလည်းဒါဒါရော်ပေးလိုက်တယ်အခုဒါမျိုးရင်းမဲ့ဖြစ်ဖြစ်နေပဲဖြစ်ဖြစ်လက်ကောက်တွေဝယ်တယ်မတော်မတော်ရင်ပြန်ပို့ပေးလိုက် ဒလီတားအများကြီးနေရာရယ်ဆိုလို့ရှိရင်ကြည့်လိုက်တယ်ကြည့်ပြီးတော့မှသူဝယ်တဲ့ငွေမောင်းလဲဆိုတော့ဒါဒလီတဝက်ခံပြီး။အော်တိတ်မများတဲ့နေရာဆိုလို့ရှိရင်တော့ဒါဒလီကမခံပြီးတော့ဒါဒါရောင်းတဲ့ပစ္စည်းကလည်းဈေးနှဲနေတယ်ဆိုလို့ရှိရင်တော့ဒါဒလီကမခံပြီးတော့ဒါလည်းအလောက်အမြတ်အမြတ်ပုံကြည့်ရသေးတာ哦။အော်အကုန်လုံးကြီးတော့ဒလီကပြန်လွှဲပေးလိုက်ဒလီကအဲ့လိုမဟုတ်ဘူးလေ။ကိုမြတ်တဲ့အမြတ်ပုံမှာလည်းဒလီကပေးနိုင်ခြင်းမပေးနိုင်ခြင်းဆိုတာလည်းရှိသေးတာ哦နော်။အဲ့ဒါလေးလည်းသိစေချင်ပါတယ်လို့တချ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 ို့မှအရန်ကိုတချို့တချို့တော့ဟောဗာလဲ customer တွေကိုပြောပြခြင်း ာတရားလေးဘောကထွက်တတ်တယ်တရားမှလည်းစိတ်ရှိရဲတရားလည်းပါဇက်ပါရဲဒါပြောတတ်တယ်နော်စစ်စစ်လေးလို့ရှိရနေဒါပတ်စံတပြားတစ်ချက်မှတရားပကတ်ကိုကိုကျုံလွှဲထားရလဲမရှိပဲနဲ့စကားကိုလဲလင်းတကူ မပြောလိုက်ပါနဲ့လို့ဒါလည်းပြန်ပြောတတ်တယ် customer အများတိုင်းမှန်နေတယ်ဆိုတော့မဟုတ်ဘူးဒါသာဘက်ကပေးထားတဲ့ဝန်ဆောင်မှုဒါသာလုပ်ပေးထားတဲ့အရာတွေအကုန်လုံးအတိုင်းအတာတစ်ခုမှချွတ်ချော်သွားတဲ့အရာရှိရမှန်တယ်များဒါသာဘက်ကတာဝန်ယူတယ်ဆိုလို့ရှိရင် customer တွေဘက်ကလည်းကိုယ်လုပ်ထားတဲ့ကိုယ်ဝယ်ထားတဲ့ပစ္စည်းတွေကိုတာဝန်ယူပြီးတော့မှယူဖို့ဆိုတာရှိရတယ်နော်အတင်းအဓမ္မဒါသာမယူခိုင်းထားဘူးဘသူ့ဟိုမှဒါကြီးကိုယူပါယူပါယူပါတယောက်ကမှဒါသာဆိုတင်ဒီနေ့ချိန်လေးမချောင်းဘူးနော် အဆင်မပြေဘူးဆိုရင်ဒီဟာမယူနဲ့တော့ညီမလေးအဆင်မပြေဘူးဒါတော့အဆင်ပြေတယ်ဒါတော့ကွယ်ပြောတယ်ဒါကတော့ကောင်းပါလေဒါကိုစုရှူပါလို့ဒါတခါမှပြောမရအောင်ဘူးကြောက်ဝဲဝဲဒီ stainless steel ပဲဝဲဝဲချန်နဲ့ပြင်းထွက်ရတနာတွေပဲဝဲဝဲဒါဒါဒီတိုင်းပဲပြောရအောင်ဒါဒါ daily wear မှာလား daily wear မယ်ဆိုရင်ဒါမျိုးမယူနဲ့အဆင်မပြေနိုင်အောင်အဲ့ဒါမှကိုကြိုက်လို့ကိုယူတိုင်းယူပါစေယူ ဒါမတောက်ဒရဘက်ကတော့ဒရကမျက်မြင်မြင်ရတာဖြစ်တဲ့အတွက် online ဘက်ကလူကကျွန်တော်မမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒရကအဲ daily ဝင်တော့ညီမလေးဒါမျိုးမယူနဲ့ daily ဝင်တော့နည်းနည်းလေးပုံဝင်ပို့ဒါလေးယူဒါဒရပိုရကြံလို့ပြောရမလို့ daily ဝတ်တဲ့သူအတွက်ကတစ်မျိုး daily မဝတ်ဘူးထားသွားလာတာဝတ်မယ်ဆိုရင်အေးဟုတ်တယ်ဒါလေးယူအဲ့လိုမျိုးလက်ဆောင်ပေးမယ်လက်ဆောင်ပေးမယ်ဆိုရင်လက်ဆောင်ပေးတဲ့လူရဲ့အတိမ်နဲ့ပုံမှန်ကြည့်ပြီးဒါမျိုးလေးပေးတဲ့နဲ့ ဒါဒဒဘက်ကလုတ်ပြရမယ်တာဝန်ပဲ။ဘာလို့ဆိုတော့ဒဒကမြင်ရတာ။ချစ်သူလေးတို့ကကြတော့ဒီဖုန်းထဲမှာပဲမြင်ရတာဖြစ်တဲ့တော့ကိုယ်တိုင်မြင်နေရတယ်လို့မျိုးဒဒအပြစ်အနာစာတေးသေးလေးရမှစပြောပြီးရောင်းတဲ့သူမျိုးဖြစ်တဲ့အတွက်အတခုကနည်းနည်းလေးစိတ်စိတ်ဆိုးသွားတယ်လို့ပြောလို့ရတယ်။ဘာလို့ဆိုတော့ဟိုစကားပြောရတယ်ကဟိုနည်းနည်းနှစ်ယောက်သုံးယောက်ပေါ့သိခံလိုက်ပါတယ်ဒီဗီဒီယိုမတင်ရသေးတဲ့အတွက်ကြောင့်သိခံလိုက်တယ်အဲ့တော့ပြောချင်တာကကစတမာတွေကတရားကိုပတ်စံအတူပဲထားလူကပြောတယ်ဆိုရင်တရားခံနိုင်ရင်ရှိသေးတယ် တရအောင်ငွေလဲကြိုမလွဲထားဘူးတပြားတစ်ချက်မှလည်းကြိုမလွဲထားပါပဲနဲ့ဟိုလိုတို့ဒီလိုတို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ပြောတဲ့အခါကျတော့တရားလဲစိတ်ဆိုးတတ်တယ်တကယ်တမ်းကျတရားပစ္စည်းကိုအရင်ပေးလိုက်ရတယ်တရားလမ်းမှာပျက်စီးဆုံးရှုံးနေဆိုလို့ရှိရင်တော့မှတရားဘန်တရားစိုက်ပြီးတရားရအောင်ပို့ပေးရဆိုတရားဘက်ကတောင်းဝင်ကြည့်ပစ္စည်းမကောင်းရင်ကြိုက်တယ်လို့ပြောလို့ရတယ်ပစ္စည်းနဲ့ပတ်သက်လို့ပြောချင်ပျက်စီးလာတယ်ဆိုလို့ရှိရင်ပုံမတူးဆိုကြိုက်တယ်လို့ပြောလို့ရတယ်တရားဘက်ကနောက်လမ်းမှာပျောက်ပြက်သွားတယ်ဆိုရင်တရားထက်ရောပေးသေးတယ် ဒါမပြဘူးသေးဘူးအာပြဘူးတော့ဟိုးအရင် online shop လုပ်တော့စာတိုက်တွေနဲ့ပို့တဲ့အခါမှာနှစ်ခါနှစ်ခုလျှော်ပေးဘူးသေးတယ်ဘာလို့ဆိုတော့လမ်းမှာအဲ့နောက်ပိုင်းမှာဒါဒါစာတိုက်တွေကိုလုံးဝမတုံတော့ဘဲနဲ့ဒလီကိုပဲတုံတော့တာအဲအဲ့လိုမျိုးစာတိုက်တွေနဲ့ပို့တဲ့အခါမှာနှစ်ခု ဒါဒါချက်ချင်းဟောပေးလိုက်တယ်ငွေပြန်ယူမလားဒါမှမဟုတ်ရင်ပစ္စည်းပစ္စည်းတွေပဲပြန်ယူကြပါတယ်ငွေမယူပါဘူးဘာလို့လဲဆိုတော့ဒါဒါဘက်ကမှားရလည်းမဟုတ်ဘူးဒီစာရိုက်ကနေပြီးတော့မှပို့တဲ့နေရာမှာပစ္စည်းပို့တဲ့နေရာမှာစာရိုက်ကအကောင်လေးတယောက်ကသူတို့အပြင်ပို့လာလားမသိဘူးအဲ့ဒီကောင်လေးကထွက်ပြေးသွားလို့ဆိုပြီးတော့တက်ရနောက်တယောက်ကကျလမ်းတစ်ခုချင်းရင်းနဲ့ပစ္စည်းကပြောက်သွားနှစ်နှစ်မျိုးပြောက်ခုတယ်အဲ့ဒီဟာလဲဒါဒါအဲ့နှစ်ခါပဲဖြစ်ဘူးလေအဲစားတိုင်းနဲ့ဘယ်လိုဒလီတင်နဲ့ကတစ်ခါမှမဖြစ်ဘူးဘာလို့လဲဆိုတော့ဒါဒါတိတ်တိတ်ချာချာထုတ်ပေးဘူး ထုတ်ပိုးလိုက်တယ်ဒါရှာဝယ်ထားတဲ့ဘူးတိုင်းသိတယ်ဒါဘူးလေးတွေနဲ့တေချာထည့်ပေးတယ်တောင်းနှစ်ထောင်နဲ့တစ်ခုပဲဝယ်ဝယ်နှစ်ခုပဲဝယ်ဝယ်ငါးခုပဲဝယ်ဝယ်ဘူးလေးတွေဘူးလေးတွေနဲ့အစင်အစင်တရာထုတ်ပြီးတော့ထည့်ပေးလိုက်တယ်အဲ့လိုမျိုးဆိုတဲ့အခါကျနည်းနည်းလေးစိတ်ဆိုးမိတဲ့အတခုပါလေအဲ့လိုပြောတဲ့အသင်ရောက်ပေါ့နော်ဒီတစ်ပတ်ထဲမှာကြုံလိုက်ရဆိုတော့နည်းနည်းရှင်ထဲမှာတော့တိတ်မကောင်းပေါ့နော်ဒါပေမဲ့ဒါခွင့်လို့ပေးလိုက်တယ်ဘာလို့ခွင့်လို့ပေးလိုက်လဲဆိုတော့ငါဗီဒီယိုဖိုင်နဲ့မတင်ရသေးဘူးသူတို့ ဘယ်လိုပြောပြမလဲဆောင်းရံရှောင်းရံနေလဲငါမပြောရသေးတာဖြစ်တဲ့အတွက်ပြောပါစီလေဆိုပြီးတော့တီးခံလိုက်တယ်ဒါပေမဲ့တန်ရောက်တောင်ကအဲ့ဒီလိုမျိုးကြီးပြောလိုက်တဲ့ခါကျရင်နည်းနည်းတီးမခံချင်တော့ဒါလားကလိကလိတွေတော့ဖြစ်လာတယ်အဲ့ဒါဆိုဟိုတီးစီချင်တာပေါ့နော်ဒါလားလေဒါဒါပစ္စည်းကိုချစ်သူလေးတို့လက်ထဲကိုအရောက်ပို့ပြီးတော့မှပတ်စံကဒလီကိုလွှဲရဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒါအရင်ချစ်သူလေးတို့ပေးလိုက်ရချစ်သူလေးတို့ပတ်စံကဒါဒါရှိကိုအရင်လွှဲထားတဲ့သူတွေကပြောတယ်ဆိုတော့ တောက်ပြောစမ်းပါဒါကြိုက်တယ်လို့ပြောတာခံနိုင်ရင်ရှိတယ်တရားကိုလည်းတပြားမှလည်းမလွှဲရသေးဘဲနဲ့ကိုဘာဖြစ်တယ်တော့ညာဖြစ်တယ်တော့ဘယ်တို့တော့ညာတို့တို့ချစ်သူတွေတော့ပြောပိုင်ကိုမရှိဘူးလေဘာလို့ဆိုတော့တရားကိုပတ်စံလွှဲထားတာမဟုတ်ဘူးတရားနေပြီးတော့မှပတ်စံလွှဲထားတဲ့ချစ်မတွေရှိတယ်တချို့ချစ်မတွေဆိုအာတရားရဲ့ဘယ်ဒလီနဲ့ပို့ပြီးတော့အမပတ်စံလွှဲလိုက်မယ်အဲ့ ချိုးဝဲဝဲအခုမှဝဲဝဲရှိရရှိရတချို့တွေကတော့အော်သူ့ယုံကြည်ချက်ပဲကိုယ့်ကိုယုံကြည်လို့ပဲဖြစ်ဖြစ်မယုံကြည်လို့ပဲဖြစ်ဖြစ်အခုကအိမ်ရငွေချေစတန်လေးတွေကပိုပြီးခစ်စားနေဆိုတော့ဒါကလည်းပိုကောင်းတဲ့ဓလီလေးတွေကိုအကတယ်ချက်ချင်းမရအောင်ဒါတို့မှလည်းအခက်ခဲလေးတွေရှိရဟိုစာချုပ်ချိုးဖို့ကချက်ချင်းမရအောင်မရတဲ့အခါကျလို့ရှိရင်သူကအလဲကြစောင့်ပေးရတယ်စောင့်မရဆိုတဲ့အခါကျတော့အခုရတဲ့ဓလီနဲ့အရင်အိမ်ရငွေချေပို့ပေးထားတာပို့ပေးထားတာဆိုတော့အဲ့တော့ဘူးဆိုတာကတော့ တယောက်နဲ့တယောက်ကိုချင်းစာစီချင်တယ်လို့နောက်စကားပြောဆိုလေးတွေအဲ့လိုကြီးပြောဖို့လည်းမလိုအပ်ဘူးလို့ထင်တယ်ဒီဗီဒီယိုမြင်တော့အဲ့ဒီအမိုင်လေးသိမှာပါသူတို့ပြောတာသူတို့သိကိုကတော့မပြောချင်တော့ပါဘူးဒါပေမဲ့အားလုံးသိအောင်တစ်ခါလေးပြောလိုက်တာဒါကငွေကြိုလွှဲထားတာမဟုတ်ဘဲနဲ့နိုင်မင်းကစားကြီးလာမပြောနဲ့လို့ဒါကပြန်ပြောတတ်တယ်ဆိုတဲ့အကြောင်းပြောပြတာ ငွေကြိုလွှဲထားတဲ့အမတွေကပြောတယ်အာဒီချိန်နဲ့ဒီချိန်မရောက်သေးဘူးလားငါနီးကိုပတ်စံကြိုလွှဲထား Okay အဲ့ဒါဆိုဒါဒါအနုညွတ်တောင်းပန်လိုက်မယ်ဒလီမိုင်းတော့မှဒါဒါတောင်းပန်လိုက်မယ်ဒါဒါဘက်ကမမိုင်းတောင်းမှတောင်းပန်ပေးမယ်အဲ့ဆိုရခါကျတော့အခုကငွေရကြိုလွှဲထားရလည်းမဟုတ်ဘူးဟဲ့နည်းတကယ်လည်းယူနိုင်မင်းကစားကြီးပြောလိုက်လို့မရဘူးလေနော်ဒါမှလည်းစိတ်ရှိရဲဒါလည်းပြောတတ်တယ်ဒါမှလည်းပါဇက်ပါတယ်ဆိုတော့အဲ့အမကြီးတွေကိုသိစီချင်လား ချန်တာတော့ဘာမှမဟုတ်တချို့ကန်ဆယ်လုပ်တဲ့အမတွေကိုလည်းအပြည့်ယူလို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့နောက်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 လူတွေကိုလည်းဟိုအဆင်မပြေဘူးဆိုရင်မဝယ်ပါနဲ့အဆင်မပြေဘူးဆိုတော့ငွေရေးကြေးကိုပြောတာမဟုတ်ဘူးနော်ငွေရေးကြေးက12000လူတိုင်းဝယ်နိုင်မှန်တရာတည်ရဲ့အဆင်မပြေဘူးဆိုတော့ဥမာကိုကခရီးသွားမှလားနောက်ပြီးကြရင်ကိုကပစ္စည်းပို့ရတာအဆင်မပြေဘူးလားအဲ့လိုမျိုးဆိုလို့ရှိရင်မဝယ်ပါနဲ့ဝယ်ပြီးတဲ့အခါကျလို့ဟိုကမဖြစ်ဘူးမယူခြင်းဘူးပဲဖြစ်ဖြစ်မယူဖြစ်တာပဲဖြစ်ဖြစ်ဖုန်းဆက်ပါ မမလေးရအမကတော့အဲ့ဒါမယူကျွန်တော့အမကကန်ဆယ်လုပ်ပြီဖုံးဆက်ပါမပို့ခင်ဖုံးဆက်ပါဒါဒါအချိန်ချင်းပြီးပြီโอเคပို့လို့ရပြီဆိုမှဒါဒါပို့တာနော်ချက်ချင်းဒီလိုက်မြင်းမြင်းကြီးကပြီးပြီတော့မပို့အဲ့ဒါဒါကိုဖုန်းချုံဆက်လို့ရတယ်မမလေးရအမကတော့မယူကျွန်တော့โอเคရပြီတနာမရှိဘူးမယူနဲ့အားလုံးပြင်ဆင်ပြီးတော့ဟိုရောက်တော့မှဒလီယပို့ပြီဆိုတော့မှဖုန်းမကင်တာနဲ့မနှက်ဖန်ယူမယ်တော့တပတ်ခါယူမယ်တော့ဖိနှက်ခါယူမယ်တော့ပတ်စံတော့မများပါဘူးဒါပေမဲ့အလုပ်တွေရှုပ်တယ် အဲ့ဆိုတရားဒီတပတ်ကစနေတနင်္ဂနွေလိုက်လေးလည်းရှိရဆိုတဲ့အကြောင်းကိုပြောတာပါ။ဟောဘာလို့ဆိုစဒီနေ့ဟိုအရှိတပတ်ကတရားလိုက်နားထားရပြီနော်။အာဒီတပတ်ကိုတရားလိုက်လေးလည်းရှိပါတယ်။ပစ္စည်းအစ်စ်တွေလည်းပါမယ်။အဲနောက်ပြီးကြတော့အခုကနည်းနည်းရှင်းနေမှမကောင်းတဲ့အခါကြတော့ channel လူတွေလည်းအဲ့လိုမပြောစေခြင်းလို့ကိုဒီဗီဒီယိုလို့ပြောတာ။ဒါမှပြောတယ်ဆိုလို့ရှင်တော့ပြန်ပြောတော့မှာဒီတစ်ခါ။ ဒီတခါတီးမကန်တော့တကယ်တီးမကန်တော့ဒီတခါတော့ပထမနှစ်ခါအထိတော့တီးခံလိုက်ပြီနောက်တခါတီးမကန်တော့ဆိုတဲ့အကြောင်းဒီဗီဒီယိုလေးနဲ့အပ်ပြီးပေးတာเนาะအဲဂျန်နဲ့ဒရာဈေးရောက်ဈေးဝယ်နဲ့ပတ်သက်လို့အပြစ်နာစာတစုံတစ်ခုအမှားအယွင်းအာနောက်ပြီးကြလို့ရှင်ဒါပေးလိုက်တဲ့ပစ္စည်းရဲ့အမှားအယွင်းဘာတွေပဲဖြစ်နေဖြစ်နေစိုက်တယ်လို့ပြောဒရာဘက်ကနေပြီးတော့မှ အဆင်ပြေအောင်အားလုံးလုပ်ပေးပါမယ်လို့ဆိုတာလေးကိုလည်းဒါပြောချင်ပါတယ်။ဟောဒါရောင်းတဲ့ပစ္စည်းလေးတွေကိုခုချိန်ထိစူးစမ်းပန်းစားနဲ့ရောင်းပေးနေတဲ့ပစ္စည်းလေးတွေကိုခုချိန်ထိတရားကိုယုံကြည်ပြီးဝယ်ပေးနေတဲ့တယောက်ချင်းစီအောင်လည်းကျေးဇူးများရတယ်ပါတယ်။ဒါ့ကိုတိုက်ခိုက်ချင်လို့ဗလိန်နေတဲ့သူတွေလည်းဒါကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့မင်းကဗလိန်မှာကိုကလည်းခွန်အားရှိရတယ်နော်။သူတို့မဗလိန်ကိုကလည်းစူးစမ်းဖို့ခွန်အားတွေကမေ့နေမှာတည်မှာအပြေးမပြေအဲ့တော့ အားလုံးတယောက်ချင်းစီတိုင်းတို့ဒါဗီဒီယိုဒီအခုဗီဒီယိုကြည့်နေတဲ့တယောက်ချင်းစီတိုင်းတို့လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုတာအဲ့ဒါလေးလာပြောပါပါအဲ့တော့နည်းနည်းစိတ်ဆိုးမိတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပြောရအောင်နောက်လူတွေနောက်လူတွေတခါလေးသတိပေးလိုက်တာမပြောပါနဲ့ဘာလို့လဲဆိုတော့ဒါမခံစားနိုင်ဘူးဒါလည်းဘာမှဟိုမဖြစ်ထားဘူးပတ်စံနဲ့ဂျုံထားဘူးဘာမှလည်းမလုပ်ဒါဘာမှမမလုပ်ပဲနဲ့စကားကြီးတွေကိုကြင်ကြင်နေပြောပါဘာလို့ဆိုတော့ဒါလည်းပြန်ပြောတတ်တယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုဖိုင်လေးနဲ့တခါလေးအတိပြလိုက်တာเนาะ အာစပီလို့ရှိရင်စနေနေ့လိုက်မှပြန်တွေ့မယ်လို့ဒီတစ်ပတ်စနေတင်နေငွေလိုက်လေးလည်းရှိရယ်ဆိုရင်အကြောင်းအာနောက်တချို့ပစ္စည်းအစ်စ်လေးတွေလည်းရောက်မယ်ပေါ့နော်ပစ္စည်းအစ်စ်လေးတွေလည်းရောက်မယ်အဲတချို့တချို့အချင်းမာရီအစ်စ်မျောနေတဲ့အချင်းမာရီလည်းရှိရယ်ပေါ့နော်ဒါကပုံတွေကလေမဆိုင်အားတော့ဒါကမတင်ပြဘူးဖြစ်နေဒီတစ်ပတ်ခကြီးသွားတာနဲ့ဘာနဲ့ဆိုတော့လေမနေ့ကမှပြန်ရောက်တာဆိုတော့ဒါအဲ့ဒါ ဗီဒီယိုဘာနေမတင်ပြဘူးเนาะအော်ဒီတစ်ပတ်ကကြာလို့ရှိရင်စတိတ်နန်စရီလက်ပါမယ်เนาะကြောက်စိမ့်လက်ပတ်လေးတွေလက်ကောက်လေးတွေလိုချင်နေဆိုရင်လည်းရှာမယ်ဆိုရဲအကြောင်းပြောချင်ပါတယ်ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ပါပါ